ကျွန်တော်လက်ကင်ထားတဲ့အယူဆတစ်ခုရှိပါတယ်။အဲ့ဒီတိုင်လေကျွန်တော်ကိုယ်တိုင်ကျင့်သုံးလာခဲ့တာလက်တွေ့အောင်မြင်မှုတွေအများကြီးပါ။အဲ့ဒါကတော့နောက်ကြတာအပြစ်မရှိဘူး။နောက်ကြမှန်းတိလျက်ခြေလမ်းမဆတာအပြစ်ရှိတယ်ဆိုတာပါပဲ။မိမိတို့ဘဝမှာပေးထားချက်တွေဖြစ်တဲ့စာဝတ်နေဆိုတဲ့ခေါင်းစဉ်နဲ့နေ့စဉ်ရုံးကန်လှုပ်ရှားရင်အချိန်တွေကိုကျွန်တော်တို့အသုံးပြုခဲ့ကြပါတယ်။ဒီနေရာမှာစူးစမ်းထားသမျှအရာထင်တာတွေလည်းရှိတယ်လို့အရာမထင်တာတွေလည်းရှိခဲ့မှာပါ။ တချို့အောင်မြင်မှုတွေကိုဖမ်းဆုပ်နိုင်ပေမဲ့တချို့အခွင့်အလမ်းတွေလက်လွတ်ခဲ့ရတာလည်းကျွန်တော်တို့မှာရှိပါတယ်လက်လွတ်ခဲ့ရတဲ့အခွင့်အလမ်းတွေတစ်ချိန်ကိုပြန်လဲရယူနိုင်အောင်စူးစမ်းခွင့်ရှိပေမဲ့အချိန်အလွန်နောက်ကျသွားပြီငါဒီချိန်မှမလုပ်ရတော့ဘူးအလားကောင်းပေမဲ့အခါနှောင်းသွားပြီအသက်တွေလည်းကြီးလာပြီအချိန်ကိုမခံတော့ပါဘူးဒီရွယ်ကြီးကြောင့်မှသင်ယူနေရတာလေးလာတာရှက်စရာကြီးပါစတဲ့စင်ကြီးတွေအောက်မှာဆုံးရှုံးခဲ့တာလေ ကျွန်တော်တို့များခဲ့ပါတယ်။ဒါကြောင့်ဒီစာစုလေးမှာမိษွေတို့ကိုကျွန်တော်အဓိကတိုက်တွန်းပေးချင်တဲ့ဆန္ဒကတော့ဘဝကဘယ်ရွယ်မှအောင်မြင်ရမယ်လို့တတ်မှတ်မထားပါဘူး။အောင်မြင်မှုဆိုတာသင်အသက်ရှင်နေပြီလိုအပ်နေတယ်ဆိုတာသိထားစေချင်ပါလေ။တည်တဲ့အချိန်ခြေလန်းစဖို့အကောင်းဆုံးဥပမာကတော့ပညာရှာအိုသည်မရှိပညာရွှေအိုလူမခိုးဆိုတဲ့အကြောင်းပါပဲ ပညာရေးအကြောင်းပဲပြောတယ်ဆိုပေမဲ့လို့ကြံတဲ့အခြေအနေတွေအားလုံးကိုလည်းဆက်ဆက်အတူယူပြီးတော့အသုံးချနိုင်ဖို့လိုပါလိမ့်မယ်။2015ခုနှစ်လောက်ကကျွန်တော်သတင်းလေးတစ်ခုတွေ့လိုက်ပါတယ်။ကင်ညာနိုင်ငံကအသက်90ကျော်အဖွားတစ်ယောက်ပါသူ့ရွာလေးကမူလာရန်ကျောင်းမှာရွာသားကလေးငယ်တွေနဲ့အတူကျောင်းပြန်တည်ရင်းနဲ့စာရီးလိလာတဲ့အကြောင်းကိုကျွန်တော်ဖတ်ရပါတယ်။သူ့ကြောင့်တရွာလုံးကကလေးငယ်တွေအားလုံးဟာလေပညာသင်ရတာကိုပိုပြီးတက်ကြွလာစီသလို စာသင်ကျောင်းကဆရာဆရာမတွေဟာလေကျောင်းအတွက်ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။နေပေါ်နိုင်ငံကအသက်80အဖွားကိုတူးကလေသူဒီရွယ်မှာကျောင်းပြန်တက်ပြီးဆယ်တန်းစာမှုပွဲကိုဖြေနိုင်ခဲ့လို့သူ့ကိုယ်သူဂုဏ်ယူကြောင်းနဲ့နောင်လူငယ်တွေကိုပညာရေးဟာဘလောက်အရေးပါတယ်ဆိုတာရဲ့ပညာရှာဦးဒီမရှိဆိုတာသိထားစေချင်တယ်လို့လည်းပြောခဲ့ပါတယ်။ဒါပြင် ျွန်တော်နိုင်ငံမှာလဲစေတန်းဆောင်ဝဲကို48နှစ်ဇက်တိုက်ဖြည့်ဆို့လာခဲ့တဲ့မော်လမြိုင်ကျွန်းမြို့နယ်ကအသက်83နှစ်အရွယ်ဦးသိန်းညွန့်အကြောင်းလဲမိတ်ဆွေတို့ကြားမှုရှာမှာပါသူဟာကျမ်းမာရေးကောင်းနေသေး၍ဒီဆောင်ဝဲကိုအောင်မြင်တဲ့အထိလက်မလျှော်ပဲဆက်ဖြည့်သွားမယ်ဆိုတဲ့ဒီလိုစံနာမျိုးနဲ့သူပြောပါတယ်ကဘာကျော်မင်းသားကြီးမော်ဂန်ဖရီးမန်ဆိုတဲ့အသက်28နှစ်မှာ အနုပညာလောကကိုစဝင်လာပြီးစ조사ခဲ့ပေမဲ့ तू ထင်တော့မအောင်မြင်ခဲ့ပါဘူးဒါပေမဲ့ तू ဟာရက်တက်မသွားပဲနဲ့စ조사ခဲ့တဲ့အခါမှာနောက်နှစ်ပေါင်း40ကြာတဲ့အခါ तू အသက်68နှစ်ကိုအရောက်2004ခုနှစ်မှာဘီလီယံဒေါ်လာဘေဘီဇက်ကားနဲ့အကောင်းဆုံးဇက်ပုစုကို तू ရရှိခဲ့အသက်80ကျော်အရွယ်ခိုလိုနယ်စန်တာဟာလေငါအသက်ကြီးပြီဒီရွယ်ရောက်မှဘာလို့အလုပ်အသစ်တွေလုပ်နေစရာလိုတော့မှလဲလို့သာ तू တွေးခဲ့ရင်ဒီကနေ့ ကျွန်တော်တို့အတွက် KFC ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။သူတွေးတာရှင်းပါတယ်။သူဟာဘဝမှာအလုပ်တွေစုံခဲ့ပြီမအောင်မြင်ခဲ့ဘူး။ဒါပေမဲ့ तू မလုံဖူးသေးတဲ့အလုပ်တွေအများကြီးရှိသေးတယ်။အဲ့ဒီအလုပ်တွေထဲမှာသူ့ရဲ့အောင်မြင်မှုရှိနိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ KFC ဖြစ်လာတာဖြစ်ပါတယ်။ဒီเจ้าတွေမိတ်ဆွေတို့နားထောင်ရင်လည်းတချို့ကဒီတဲ့ရဲ့ရောက်မှဒါတွေလိုသလားလို့မေးခွန်းထုတ်နေတာတဲ့။ကိုအတိပြန်ဝင်လာမယ်ကိုလုံနိုင်စွမ်းလည်းရှိမယ်။ အခြေအနေလဲပြေးမယ်ဒါဆိုရင်တော့မိတ်ဆွေခြေလမ်းစဖို့ကလုံလိုက်ပါကျွန်တော်ကိုယ်တိုင် DU စဖို့အကောင်းဆုံးလက်တွေ့အသုံးချခဲ့ဖို့ကိုလည်းမျှဝေပေးကြပါတယ်လမ်းပြောင်းရှာနီးဆိုတဲ့ခေါင်းစဉ်အောင်မှာကျွန်တော်ရေးခဲ့တာရှိပါတယ်ကောလိပ်ပထမနှစ်တက်ပြီးတဲ့အချိန်မှာကျောင်းတွေအကန့်အသတ်မရှိပိတ်လိုက်လို့စင်ကာပူနိုင်ငံကိုကျွန်တော်အလုပ်သွားလုပ်ဖြစ်ခဲ့တဲ့အကြောင်းလေးပါနိုင်ငံသားမှာနှစ်အတော်ကြာနေခဲ့ပြီးတော့မြန်မာပြည်ပြန်ရောက်တဲ့အခါမှာကျွန်တော်အိမ်အောင်ပြုတ်ပါတယ် ကိုပိုင်လုပ်ငန်းအသေးစားလေးတစ်ခုလည်းစလုပ်ပါတယ်နိုင်ငံရဲ့ချောင်းမှနေတော့ကကြောင်းပြန်တက်ဖို့စူးစမ်းခဲ့ပေမဲ့အခြေအနေမပြေးခဲ့လို့မတက်ခဲ့ရတဲ့အခြေအနေပြန်တရီရောက်ပြီတဲ့အခါမြမပြည်ပြန်ရောက်တော့ကျွန်တော်ကောလိပ်ပြန်တက်ချင်စိဖြစ်ခဲ့ပါတယ်6နှစ်နေပါကင်းကွာခဲ့တော့မိမိတက်ခဲ့တဲ့ကောလိပ်ဟာအဲ့ဒီအချိန်မှာဒီဂရီကောလိပ်အဆင့်ကိုဖြစ်နေပါပြီပရမတ်နှစ်တက်ခဲ့တော့ကကျွန်တော်ဒေးကျောင်းသားအဖြစ်တက်ခဲ့ပေမဲ့ ပြန်ပြီးတော့ကျွန်တော်ဒုတိယကြိမ်တက်တဲ့အခါမှာစာပေးစာကိုចောင်းသားဖြစ်နေပြန်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အသက်အရွယ်နဲ့မိသားစုစာဝတ်နေရေးအလုပ်ကိုင်တွေကြားမှာအကောင်းဆုံးရုံးကန်ရင်းနဲ့ကျွန်တော် BSC ဘွဲတစ်ခုကိုအမိရရယူနိုင်ခဲ့ပါတယ်ဒါအပြင်အဲ့ဒီချိန်တုန်းကကျွန်တော်မှာကွန်ပျူတာနဲ့အလုပ်လုပ်တာမျိုးတွေမဟုတ်ပေမဲ့နောက်တစ်ချိန်မှာကိုယ့်ရဲ့စီးပွားရေးနဲ့ခစ်ကိုအမိလိုက်နိုင်ဖို့ဒါတွေကတက်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ အားတဲ့အချိန်လုပြီးတော့ကျွန်တော်ကွန်ပျူတာသင်တန်းတွေတက်ခဲ့ပါတယ်ဒီနေရာမှာသတိရလို့ပြောပါဦးမယ်မြန်မာစကားမှာကြီးပွိအတက်ပေါက်ဆိုတာကြားဘူးမှာပါနော်ကြပွိအတက်ပေါက်ပေါ့အတန်အတွက်နဲ့ပြောရင်ရှင်သီတာပါမောက္ခဖြစ်လာမယ်ပကံခိကအသက်60အရွယ်ယဟန်တပါးဟာနန္နတိုင်းသူတွားတိုက်ပြီးတဲ့တေယိုးတွားတိုက်တံပေါ့နော်တံပူလို့ခေါ်တဲ့တေယိုးတွားတိုက်တံတွေကိုကြောက်အောင်မှရှိတယ်လေးတောင်ကနဲ့တဲ့တွင်းကြီးတဲ့ကိုသူနှိမ့်စင်ပြစ်ချရင်လေ တွင်းကြီးကပြည့်မောက်လာတဲ့ခါမှာယဟန်ကြီးကအတွေးဆောင်သွားပါတယ်။ငါတနေ့ကိုတန်ဖိုးတစ်ချောင်းပဲပြစ်ခဲ့ပေမဲ့တွင်းကြီးကပြည့်ခဲ့ပြီ။ငါကတော့အသက်60အထိဘာစားမှမလိလာခဲ့ပဲအမှတ်မဲ့နေခဲ့တာ။음။တနေ့ကိုတန်ဖိုးလောက်တာငါလိလာခဲ့အောင်မယ်ဆိုရင်ငါစားပေးများစွာတက်နေမှာပဲဆိုပြီးတော့အဲ့ဒီချိန်ကစားလို့ဒိတာပါမောက်ခါဟာစားပေးကိုနေ့စဉ်မှန်မှန်စူးစမ်းလာခဲ့လို့နောက်ခါမှစားပေးကြမ်းခံတွေကိုကိုယ်တိုင်ပြုစုနိုင်တဲ့အထိ တက်မြောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ចောင်းတွေပြန်တက်ပါတယ်တင်တန်းတွေပြန်တက်တယ်ဒီလိုလုပ်တဲ့အချိန်မှာတချို့ကကျွန်တော်ကိုဥကြည်ပွေအတက်ပေါက်ထားလာဘာညာစသဖြင့်လောင်ဖြောင်သူတွေရှိပါတယ်ចောင်းပြန်တက်ဘွဲတစ်ခုပြန်ရအောင်ယူမယ်ဆိုတဲ့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကွန်ပျူတာတင်တန်းတက်ခဲ့တဲ့ဆုံးဖြတ်ချက်တွေဟာချက်ချင်းမသိတာပဲဖြစ်ပေမဲ့နောက်၁၀နှစ်ကြာတဲ့အခါမှာနိုင်ငံတကာစီးပွားရေးမဟာပွဲတန်းတစ်ခုကိုတက်ရောက်ဖို့ လုံးတဲ့အခါမှာမရှိမဖြစ်လိုအပ်လာတဲ့အထိအရေးပါခဲ့လို့ဒီကနေ့ကျွန်တော်အတွက်အသုံးဝင်ခဲ့တာတကယ်လက်တွေ့ပါပဲဒီနေရာမှာမဖြစ်မနေအကြောင်းတွေပြန်တဲ့ဘွဲတွေအရေးကြီးတယ်ဆိုတာမျိုးအဓိကထားပြောနေတယ်လို့မထင်စေဖြစ်ပါဘူးပညာရေးသာမကပဲနဲ့ဘဝမှာအခြားသောစီးပွားရေးလူမှုရေးနည်းပညာခေတ်စနစ်စတဲ့ဒီကဏ္ဍတွေမှာကိုကိုကိုနောက်ကျတယ်ထင်ပြီးခြေလမ်းမဆရင်နောက်ဆုံးမှာ ိုပိုပြီးကြံခဲ့နေတယ်ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်ရှေ့ကချမ်းသာတဲ့သူတွေကိုပဲကြည့်ပြီးကိုကိုကိုစင်ရဲနေလိုက်တာလို့အပြစ်တင်နေမယ်အစားကိုတိုင်ချမ်းသာခွင့်ရှိတယ်ဆိုတာလေမမေ့ရမယ်ခြေလန့်အစားတစ်ခုပါပဲလောကကြီးကတူတယောက်သာချမ်းသာဖို့ပေးထားတာမဟုတ်ပါဘူးကြိုးစားတဲ့သူတွေအတွက်အောင်မြင်ခွင့်အားလုံးကိုပေးထားပြီးတော့ဒီချိန်မှာနောက်ထပ်အရေးတကြီး အမိလိုက်ရမယ့်နည်းပညာတစ်ခုကတော့ AI လို့ခေါ်တဲ့ဉာဏ်ရည်တုပဲဒီနည်းပညာရဲ့နောက်မှာကိုယ်တိုင်ပြုလုပ်တဲ့ကျွန်တော်တို့အုံနောက်ဉာဏ်ရည်အစစ်သမားတွေနောက်ကျရင်ခံနေရမယ်ဆိုတာမဖြစ်သင့်ပါခံစားမှုအစစ်ကလွဲပြီးတော့ဂျန်နာရီအားလုံးကို AI ကလူသားတွေလို့လုံနိုင်ကြပါတယ်နည်းပညာနဲ့ပတ်သက်ပြီးကျွမ်းကျင်အောင်မလုံနိုင်ဘူးဆိုရင်တော့မှအခြေခံတိ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 ုက်တဲ့သဘောတရားတွေအထူးသဖြင့်ဆက်သွယ်ရေးလေ့လာမှုတရင်ချက်လက် စရာတွေကိုကျွန်တော်တို့လုံလောက်အောင်တက်မြောက်ဖို့စူးစမ်းစီချင်ပါတယ်တကယ်လည်းလိုအပ်ပါတယ်လူတချို့က AI နဲ့နှီးပညာတွေအသုံးပြုမှုစီးပွားတွေရှာနေချိန်မှာကျွန်တော်တို့ကနှီးပညာရဲ့သားကောင်မဖြစ်ဖို့မိတ်ဆွေအခုပဲခြေလှမ်းစတင်ပါတယ်ဖတ်ဘူးတဲ့စာစုလေးတစုကဘာပြောလဲဆိုရင်တကယ်အောင်မြင်ခြင်းသူတွေအဖို့အသက်ရွယ်ဆိုတာကိန်းကနန်တစ်ခုပဲတဲ့သိပ်မှန်ပါတယ်တကယ်တော့တင်ယူနေတယ် ်လေလာနေတယ်ဆိုတာဂုံငယ်စရာမဟုတ်ပါဘူးမိမိအတွက်ဂုံယူစရာတစ်ခုပါဒီလိုမိမိကိုမိမိနောက်ကြမ်းတိလိုက်တဲ့အချိန်မှာခြေလန်းစဖို့မိတ်ဆွေစိတ်မှာတွေ့ဝင်နေရင်ကိုကိုကိုကျွန်တော်အခုပြောမဲ့မိကုန်းနေပြန်မေးခြင်းကနေပြီးတော့ယုံကြည်ချက်ပုံမူခိုင်မာပြီးတော့ခြေလန်းအစကောင်းဖို့တောင်းအားဖြစ်စီပါလိမ့်မယ်နံပါတ်1လက်ရှိကိုယ့်အခြေအနေကိုငါကျင့်တတ်တာနံပါတ်2 ငါဒီချက်အောင်မြင်တိုးတက်ခြင်းလားနံပါတ်3မိသားစုနဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲတိုးတက်စေခြင်းလားနံပါတ်4ဘဝအတွက်အခွင့်အလမ်းတွေငါမရှာဘဲနဲ့ဒီတိုင်းရက်နေတာငါအတိတ်ပဲရှိရလားနံပါတ်5တာယာပျော်ရွှင်တဲ့ငါဘဝငါမိသားစုငါပတ်ဝန်းကျင်ငါမဖြစ်ချင်ဘူးလားနံပါတ်6ငါဟာလွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့လူမြတ်တူလားနံပါတ်9 တကယ်ပဲငါ့မှာဒီအခက်အခဲကိုကြော်ဖြတ်ဖို့နီးလမ်းမရှိတာလားငါမရှောင်ပွေတာလားအဲ့ဒီမေကွန်းတွေကိုမိတ်ဆွေမဖြစ်မနေကိုကိုကိုထက်ခါထက်ခါပြန်မေးပေးပါဒီမေကွန်းတစ်ခုစီကို မေးပြီးတိုင်းမှာလေးလေးနက်နက်တွေးပြီးတော့ကိုယ်တိုင်အဖြေထုတ်ပါဒီမေကွန်းတွေရဲ့အဖြေတွေကိုဖြေနေရင်းနဲ့မိတ်ဆွေခြေလန်းစဖို့ခွန်အားတွေဖြစ်လာမှာဖြစ်တယ်လို့မိတ်ဆွေရဲ့မူလရည်မှန်းချက်တွေလည်းပေါ်လာမှာဖြစ်ပါတယ် ျွန်တော်တို့ရှင်သန်နေတာပါအတွက်ကျွန်တော်ကတော့ငါရှင်သန်နေခြင်းဟာငါအတွက်နေမဟုတ်ဘူးလောကလူသားအလုံးအကျိုးအတွက်ဖြစ်စီတယ်ဒါကြောင့်ငါရက်နေလို့မရဘူးအကောင်းဆုံးစ조사ရှေ့ဆက်ရမယ်နောက်ကြတာအပြစ်မရှိဘူးနောက်ကြမှန်းသီးလျက်နဲ့ခြေလမ်းမဆတာအပြစ်ရှိတယ်ဆိုတဲ့အတွေးနဲ့ကျွန်တော်ရှင်သန်နေပါတယ်မိတ်ဆွေတို့အလုံးလည်းတိတဲ့အချိန်ခြေလမ်းဆပါနောက်မကြသေးပါဘူးလို့ပြောကြပါတယ်ကျေးဇူးတင်ပါတယ်